အလုံးမေမင်္ဂလာပါဒီနေ့ကတော့ March လ16ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ပြင်းပြင်းနေနော်ကွန်ကရစ်မြို့တွေမှာရှိတဲ့ခက်ဆက်ရဲ့လက်အောက်ခံမွန်ပြင်းကြီးချမ်းရဲ့အဖွဲ့က MMFD ဆိုတဲ့အဲ့ဒီအဖွဲ့ကပေါ့နော်အင်္ဂလိပ်ရဲ့အတူကောက်ပေါ့နော်နောက်တစ်ခုကအဲ့ဒီမှာဘူမူးချုပ်နိုင်အိုက်ချန်းဆိုတဲ့လူတယောက်နဲ့အဲ့ဒီမှာဒီစစ်ကြောမှုဘောတောက်တူဆိုတဲ့လူတယောက်အဲ့ဒီမှာဒီနေ့ပြစ်ခတ်ရှင်းလင်းခြင်းကိုခံရတယ်အနာကဘော်ကျူးဂွန်းရွာနဲ့ ဒီ bobbing ရွာအကြားမှာရှိတဲ့ဒီအဲ့ဒီမှာကားနဲ့သူတို့သွားတာပေါ့ညင်ချင်ကားနဲ့သူတို့သွားတယ်သွားတဲ့အခါကျတော့အဲ့ဒီအမအမီမသိတဲ့လက်နဲ့ကြိုက်တဖွဲ့ကနေပြီးတော့သူတို့ကပစ်ခတ်ရှင်းနေလိုက်တယ်ဆိုတော့အဲ့ဒီမှာစက္ကဆာရဘောမတွေတည်သွားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တွေ့ရတယ်အဲ့ဒါကညင်ချင်ရဲ့အဖွဲ့အဲ့ဒါကမွန်ကြီးမွန်ပြင်းညင်ချင်ရဲ့အဖွဲ့လို့ခေါ်တယ်အဲ့ဒီမှာဘုံမူးချုပ်တယောက်တည်သွားတယ် အဲ့ဒီမှာဟိုစစ်ကြောမှုတယောက်တည်သွားတယ်နော်တည်သွားတယ်စကားဆက်ရဲ့လက်အောက်ခံတွေကိုနေပြီးတော့ရှင်းထုတ်တာကိုဒီနေ့တွေ့ရတယ်ဒါအဲ့ဒီဘသူတွေတတ်သွားလဲဆိုတာကိုတော့ကျွန်တော်တို့သတင်းမီဒီယာတွေမှာဖော်ပြထားတာမတွေ့ရဘူးအမေမသိတဲ့လက်နက်ကန်ဆိုပြီးတော့ကျွန်တော်တို့သုံးထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းစင်ကူမှာဆိုလို့ရှိရင်တော့လက်ပံရွာမှာအဲ့ဒီမှာလီယန်နဲ့ပုံချဲတဲ့ခလေးအပါဝင်အဲ့ဒီမှာခနေနဲ့စနေကိုခနှုတ်သေးသွားတယ်ပြီးလို့ရှိရင်တော့30နှစ်နှစ်ယောက်တန်ရာရတယ်ဆိုတော့ခုနောက်ချိုမှာလဲဆေးလေးယောက် နောက်တရက်တရက်ကိုဒီသူတို့ဘုံချင်းတော့တည်လာပြီသူတို့ထုတွေအများကြီးအများကြီးတည်တယ်နော်ဆိုတော့သူတို့ကလည်းအလိုမျိုးရက်ဆက်လေလေပြီသူတို့ထုတွေကနာကြီးလေလေအိုးအိမ်မေးဖြစ်လေလေပြီသူတို့ထုတွေကနာကြီးလေလေနောက်ဆက်ကဆက်ကကျွန်တော်တို့အတုံယုံတည်ရနေလေပဲနော်တည်ရနေလေပဲပြီသူတို့ထုသူ့ဖက်မှာမပါလို့ရှိရင်တော့ ဘေးလက်နဲ့ကင်မှာကျွန်တော်တို့ခံနိုင်ဖွယ်ရမရှိဘူးပြည်သူလူထုကအများကြီးဖြစ်တယ်ကြီးလိုက်လို့ရှိရင်တော့ပြည်သူလူထုကတော်တော်ကိုနော်ခံရတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်လန်ဒန်ပဲဒါပေမဲ့သူတို့လည်းခံရတယ်နေတော့မဟုတ်ဘူးနော်စခန်းပေါင်းမြောက်များစွာမြို့ပေါင်းမြောက်များစွာနော်ဒီနေ့တစ်ထိနော်အဲ့ဒီခေါင်းဆောင်တွေရဲ့အတက်အအနေကိုချင်းချောက်နိုင်တဲ့အထိတော်မှဒီတော်လန်ရေးကနော်တကက်ကအောင်ဝေးနဲ့ ကျွန်တော်တို့ချီတက်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်နေမှာကြာခင်ပါเนาะကျွန်တော်တို့ဒီ2025ကတော့တကက်ပြောင်းလဲအကြီးကြီးကျွန်တော်တို့တွေးနိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒီဖက်မှာကပ္ပစတွေတော်တော်ကိုမျက်ခုံလုံးနေပြီเนาะအေရဲ့ထိုးစစ်ကတော်တော်ကိုပြင်းထန်လာတော့ကိုကျွန်တော်တို့တွေ့ရတယ်ဒီဖက်မှာပကိုးတိုင်းဒီရွှေညောင်မြို့နေမှာဆိုလို့ရှိရင်တော့တေးကုံမြို့နေမှာပေါ့နော်အဲ့ဒီမှာလင်းခွင်းတွေအကြီးကြီးစောက်နေတာကိုတွေ့ရတယ်အဲ့ဒီမှာဘာဖြစ်လို့လဲဆိုတော့အေထိုးစစ်ကအခုညောင်မြို့ကိုတင်လို့ရပြီပြီးလို့ရှိရင်တော့မိုးထီတောင်စခန်းကိုလည်းတင်လို့ရပြီเนาะအဲ့ဒီခါကကျွန်တော်တို့ကပ္ပစ 6နဲ့နည်းနည်းလေးပဲရှိတော့တယ်နည်းနည်းလေးလို့ပဲရှိတော့တယ်စက်တမိုင်ကကွာတော့တယ်အဲ့ဒါကြောင့်เนาะအဲ့ဒီမှာဒီလေရင်ပြေးခွင်းတွေကိုကြီးကြီးအမြန်ဆုံးဖောက်လုပ်နေတယ်အဲ့ဒီမှာကျွန်တော်တို့စစ်ကူတွေကိုပို့နိုင်ဖို့အတွက်အဲ့ဒီမှာလေချောင်းပြုတ်ကူတွေဘေးနိုင်ဖို့အတွက်เนาะအဲ့ဒီမှာကျွန်တော်တို့လေရင်ခွင်းအစ်တစ်ခုကိုအသေးစားเนาะအမြန်ဆုံးစောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီလူထုကိုလေရင်ပြင်နဲ့ပုံချေးတာเนาะပုံချေးတာအဲ့ဒီမှာဒီလေရင်မှုတွေပါတယ်เนาะဒီလေရင်မှုတွေဆိုလို့ရှိရင်ဘလော့ထီ ကိုစင်ပြဆုနိုင်လဲဆိုလို့ရှိရင်59ယောက်59ယောက်ကိုအတီးပြထားနိုင်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ပြတော့သူတို့ကိုစင်ဖင်ထားတယ်နော်သူတို့က black list ထဲမှာထည့်ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်တနည်းနည်းမှာသူတို့ကပေးဆက်မှုတွေအကြီးကြီးရင်ဆိုင်ရမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါမအလားနဲ့တန်းတယ်ပဲနော်အဲ့ဒီလူတွေက59ယောက်အဲ့ဒီမှာတင်းအချက်လက်တွေအများကြီးပေါ်ပြထားတယ်တွေ့ရတယ်ဘေး data မှာသူတို့ကဦးဆောင်ထားတယ်ဒေယာထုဘေးအဆင့်ဆိုတာကိုအကုန်လုံးအတိအကျနဲ့ เนาะဇင်းပြုစုထားတဲ့ဟာကိုကျွန်တော်တို့ခေတ်သစ်မှာအစုံလင်တွေ့နိုင်တယ်အဲ့ဒီမှာ50နှစ်ရောက်ရဲ့နာမည်အတိအကျကိုအဲ့ဒီမှာမှတ်ပုံတင်ထားတယ်အဲ့ဒီပြတော့เนาะသူတို့ကမှတ်ပုံတင်ထားတယ်ဒီနေ့ကြာလို့ရှိရင်သူတို့ကပြည်သူလူထုတွေကိုတတ်ဖြတ်တဲ့လျံပြန်နဲ့ပုံချေးပြီးတော့เนาะပြည်သူလူထုတွေရဲ့ပြစ်မှတ်စီရဲ့ပြစ်မှတ်သူတို့ကမရွေးပေးနဲ့ပြစ်တဲ့ဒီလူမိုက်တွေကိုเนาะ အဲ့ဒီလူတွေကိုစင်ပြုစုထားတဲ့ဇင်းတွေကတော့ကျွန်တော်တို့ခေတ်တည်မှာသွားပြီးတော့ရှင်းနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့တတိယမီဒီယာမှာဖော်ပြချက်အရဒီနေ့တင်ပြချင်တယ်နောက်တစ်ခုကရှမ်းမြောက်နော်ရှမ်းမြောက်မှာဆလို့ချင်နောင်ချိုနော်နောင်ချိုမှာဆလို့ချင်တော့စင်ယတနာပရိယတိစာတင်တိုက်ကိုနေပြီးတော့စကားစကားပုံချိတယ်နော်ပုံချိတယ်အဲ့ဒီမှာတင်္ဃာ၉ပါးပြီသူ၅ဥပါတဲ့၁၄ရောက်နော်စုစုပေါင်း၁၄ဥအဲ့ဒီမှာရရဆက်ဆက် ဒီမှာလကပုံချတဲ့ဟာကိုဒီဗီဒီယိုဖိုင်နော်တကယ်နာမည်ကျော်ဗီဒီယိုဖိုင်တစ်ခုဖြစ်တဲ့တတိယမီဒီယာလောကမှာပြပြဆောင်ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့အဲ့ဒီဟာက လုံမုံကော်ရပေါ်မှာတော်တော်ခက်စားတဲ့နော်ဗီဒီယိုဖိုင်တစ်ခုဖြစ်တဲ့အဲ့ဒီဗီဒီယိုဖိုင်ကိုဒီ channel မှာတွားပြီးတော့ကျွန်တော်တို့ခြေလို့ရတယ်ပက်ပက်ဆက်ဆက်အဲ့ဒီမှာအလောင်းလို့ဆိုရင်တော့အများကြီးပဲနော် ဒီမှာတချို့အယုတ်တွေကဒီယုတ်အလုံးတွေကိုတော့ကျွန်တော်ဖော်ပြလို့မရဘူးသူရဲ့စီမင်းစိကဲရဒါတော့မရမလို့မရဘူးလို့မသိဘူးเนาะတချို့ဟာတွေကကျွန်တော်ဘလားထားတာရှိတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒီဗီဒီယိုကတော့3မိနစ်လောက်ရှည်တယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ကျွန်တော်ဒီ channel မှာတင်ထားပေးတယ်အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရတယ်เนาะအဲ့ဒီမှာမအလာရဲ့လူတွေပေါ်မာတွေ သူတို့ကတကယ်ဖျားတကကြောင်းတကဆိုတဲ့လူတွေเนาะဒီသင်္ကာတွေဘလောက်ဒေသွားလဲဆိုတဲ့ဟာကိုနေပြီးတော့အဲ့ဒီဗီဒီယိုကနေပြီးတော့မိမောင်းထိုးပြတာဖြစ်တဲ့အတွက်ကြောင့်နောက်တော့တကယ်ဖျားတကကြောင်းတကနမအလကဒီသင်္ကာတွေကိုဘလောက်ထိအယုတ်သေးရှိလဲเนาะဘလောက်ထိလေးစားမှုရှိတယ်လဲเนาะသူရဲ့အာနာနဲ့ဒီသင်္ကာနဲ့နှိုင်းရှင်လို့ရှိရင်သူ့အာနာကိုပဲကောက်ွေပြီးတော့ဒီသင်္ကာတွေကိုမလို့ရရဆက်ဆက်တက်ဖြတ်လဲဆိုတဲ့ဟာကိုเนาะတမိုင်းဗီဒီယိုတစ်ခုဖြစ်လိုက်မယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့ နဲ့ဒီဗုဒ္ဓဘာသာတွေသွားပြီးတော့ကြည့်တဲ့နဲ့မှအလာရေလုံးရဲ့ဘလော့ကောင်းနေဆိုတဲ့ဟာပေါ့ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တင်ထားပေးတယ်ဒီမှာသွားကြည့်လို့ရတယ်နောက်တစ်ခုကပုဂိုလ်တိုင်းကြောက်တကားနေမှာဆိုလို့ရှိရင်တော့ရန်ကုန်နဲ့နေပြီးတော့အမြန်လမ်းမှာဆိုလို့ရှိရင်မန္တိုင်းဘလော့မှာဆိုလို့ရှိရင်တရားနဲ့တက်မှာဆိုလို့ရှိရင်အဲ့ဒီမှာစင်စလုတ်ဆိုတာရှိတဲ့အဲ့ဒီကိတ်ကုန်နေပြီးတော့ဝင်ပြီးတော့တိုက်တယ်မာလာအယောက်ပေါင်း၄ဦးမှသာပေါ်သွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီ A နော် A ကနေပြီးတော့ဒီဘင်္ဂလားဒေ့ရှ် ဘင်္ဂလားဒေ့ရှ်နေဆက်ကိုနေပြီးတော့အကုန်လုံးထိန်းချုပ်လိုက်ပြီနော်နှစ်ခါခါငါကြပြီးတဲ့နောက်ပိုင်းမှာဆိုတော့အဲ့ဒီမှာနိုင်မြနိုင်မြမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ဖက်ကငါဖန်သမားတို့ခဏခဏဝင်ပြီးတော့ဖမ်းတယ်ခိုးဖမ်းတယ်ဟိုတစ်ခါလည်း29ယောက်ကိုနေပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့ပြန်လွတ်ပေးတယ်နော်အခု20နဲ့တယောက်ကိုနေပြီးတော့ပြန်ပြီးတော့ A ကဖမ်းတယ်ဖမ်းပြီးတော့ပြန်လွတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ မွတ်စလင်တွေအဲ့ဒီဖက်မှာဟိုဖက်မှာအများကြီးရှိတယ်ဒီဒီရခိုင်ပြည်နယ်ကနေပြီးတော့ဟိုဖက်မှာထွက်ပြေးတော့ပေါ့နော်လူမွတ်စလင်တွေဆိုတော့အဲ့ဒီမွတ်စလင်ဒုက္ခသည်တွေကိုလည်းဒီ2026မှာ26မှာနေပြီးတော့ဒုက္ခသည်ကိုပြန်ပို့မယ်ဆိုပြီးမှဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြီးတော့ဒီဘင်္ဂလားဒေ့ရှ်နဲ့ဒီအေနဲ့ဟာဆိုလို့ရှိရင်ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်ဆိုတဲ့ဟာကိုလေဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ဒီမနေ့ကပဲကျွန်တော်တို့ထုတ်ဖော်တာကိုတွေ့ရတယ်အဲ့ဒီနောက်ပိုင်းမှာအခုဒီမွတ်စလင်တွေကို2026မှာပြန်ပို့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒါကိုကြည့်ချင်းအပ ဖြင့်မအလကမလုံနိုင်တဲ့အရာကိုနော် AA ကနေပြီးတော့ account ထိဖော်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဖြစ်တယ်ဆိုတော့ AA ကလည်းပြောတယ်ဘင်္ဂလားဒေ့ရှ်နဲ့အခုနေဆက်မှရှိတဲ့ဒီတောင်ပေါ်မှာခိုးဝင်တဲ့လူတွေကိုနော် account ထိဖော်ဖို့အတွက်ဒီနှစ်နိုင်ငံ နော်ပူပေါင်းပြီးတော့ဆောင်ရွက်ခြင်းနဲ့ဆိုတဲ့ဟာကိုလေအေကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရတယ်နော်ဘင်္ဂလားဒေ့ရှ်အစိုးရကိုကျွန်တော်တို့အသိပေးတာကိုတွေ့ရတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ကလည်းကောင်းတဲ့ဆက်ဆံရည်တွေရှိတယ်ဆိုတော့နော်အေအေနဲ့ဘင်္ဂလားဒေ့ရှ်မှာဒီနေ့ဆက်မှာဆိုလို့ရှိရင်တော့သူတို့ပူပေါင်းပြီးတော့ဒီလိုခြုံရွေးတွေကိုဆောင်ရွက်ဖို့ရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ပေးမီဒီယာရဲ့ဖော်ပြချက်အရကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ထိုင်းငါထိုင်းနေဆက်မှာရှိတဲ့ Bluetooth စခန်းကနေပြီးတော့အဲ့ဒီမှာဒီ KNL နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့တင်ပိုက်လိုက်တယ်နော်တင်ပိုက်လိုက်တယ်ဆိုတော့တင်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာနော်တင်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာဟုတ်ဖက်မှာထိုက်ဖက်မှာပြေးသွားတဲ့လူတွေရှိတယ်နော်ထိုက်ဖက်မှာပြေးသွားတဲ့လူတွေကဒီမြန်မာနိုင်ငံဖက်ကိုပြန်ပြီးတော့စစ်ဆောင်တဲ့လူတွေကပြန်တော့ဝင်သွားပြီနော်ဝင်သွားပြီပြီးနောက်ဒီစစ်ဆောင်တွေပြန်ပြီးတော့အင်္ဂိုပြန်လို့ရတယ်ဆိုလို့ရှိရင်439ခုနှစ်ယောက်ပြန်ပြီးတော့ကျွန်တော်တို့အင်္ဂိုပြန်လို့ရပြီဆိုတဲ့ဟာကိုတွေးရတယ်ဆိုတော့အဲ့ဒါကဖိုင်ခရိုင်ဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင် ပိုင်ဂျုံနေနော်ခါလိုက်ရ31.1248ဖြစ်တဲ့ခုနက Bluetooth scan ပေါ့နော်အဲ့ဒီ scan ကိုကနေပြီးတော့ကျွန်တော်တို့ခါလိုက်ရ31ဖြစ်တဲ့ point 1248ဖြစ်တယ်ဆိုတော့အဲ့ဒီမှာအဲ့ဒီစခန်းကိုတင်တဲ့အခါကျတော့စက္ကဆာရောက်ပေါင်း10ဦးတည်တယ်အဲ့ဒီမှာနော်10ဦးကနေပြီးတော့အလံဖြူမထောင်ဘူးဟုတ်ပါမှာထိုင်းပြည်မှာပြေးသွားတယ်ထိုင်းဆိုရကနေပြီးတော့ဒီထိုင်းဘီယင်းစစ်သားတွေကနေပြီးတော့သူတို့ကိုကုညင်ဆောင်းလျှောက်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြရတော့ဟိုတစ်ခေါက်ကဒီဘင်္ဂလားဒေ့ရှ်နေဆက်မလိုက်ဒီလိုပဲနော်ဟုတ်ပါဘင်္ဂလားဒေ့ရှ်ဖက်ကိုနော်ပြေးရတယ်ပြေးပြီးတော့ဟိုဖက်မှာလက်ခံထားတယ်ပြန်ပို့တယ်စသည်ဖြင့်နော်အဲ့လိုမျိုးလုပ်တာကိုတွေ့ရတယ်အခုကတော့ထိုင်းနော်ထိုင်းနေဆက်ကအဲ့ဒီမှာထိုင်းနေဆက်ဆိုတော့ထိုင်းနေဆက်မှာပြေးတယ်တရုတ်နေဆက်ဆိုတော့တရုတ်ကိုပြေးတယ် ဘင်္ဂလားဒေ့ရှ်ဆိုဘင်္ဂလားဒေ့ရှ်ကိုပြေးတယ်နော်အဲ့လိုမျိုးရှိရတယ်နော်ဆိုတော့တကယ်တည်းမပြေးနိုင်တော့ဘူးဆိုလို့ရှိရင်အလံဖြူထောင်းတယ်နော်အဲ့လိုမျိုးတော့ရှိတယ်စက္ကဆာရဲ့လူတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေ့ရတယ် နောက်တစ်ခုကဒီဒင်းမီဒီယာမှာတကယ်နော်စိတ်မကောင်းစရာအကြောင်းတစ်ခုရှိတယ်နော်အတားကပါလဲဆိုလို့ရှိရင်တော့ဒင်းဌာနကြီးတွေနော်အဲ့ဒီမှာပိတ်ခံရတယ်အတားကပါလဲဆိုလို့ရှိရင်တော့ trend တက်လာတယ်နော် trend တက်လာတဲ့နောက်ပိုက်မှာတော်တော်ကိုရောက်ရောက်ခတ်သွားတာပဲနော်တကပါလုံးရောက်ရောက်ခတ်သွားတယ်နော်စာနယ်ရိတ်ခါတွေအကောင်လုံးဖြတ်တာနော်စာနယ်ခရဒီဒုက္ခတွေကိုထောက်ပံ့နေတာတွေအကောင်အကောင်ဖြတ်တာမြန်မာနိုင်ငံကကလေးတွေနော်စာတင်တဲ့ အဲ့ဟိုကတော့အမစားတဲ့အကုံဖြတ်နော်အကုံဖြတ်တဲ့ခါကျတော့တော်တော်ကိုကြရရိုက်သွားတယ်အခုကဘလော့ဖြစ်ကြရရိုက်လဲဆိုလို့ရှိရင်နော် VOARFA ဌာနတွေနော်တည်င်းဌာနတွေပိတ်တင်ရတဲ့စင်အထိတော်မှရောက်သွားတယ်နော်ရောက်သွားတယ်ဆိုတော့ VOA တို့ဘာလို့ဆိုကျွန်တော်တို့ဟိုးငငယ်ကလေးကနေပြီးတော့ရေဒီယိုနဲ့ကျွန်တော်တို့နားထောင်ခဲ့ရတဲ့တည်င်းဌာနတွေတကယ်နော်တည်င်းမီဒီယာလောကမှာဆိုလို့ရှိရင်တော့တကယ်ကြီးကျယ်ပဲတည်င်းမီဒီယာရဲ့ ရှင်းထုံးတဲ့အတူတကယ်လှုပ်ဆောင်တဲ့တည်ထဌာနတွေဖြစ်တယ်ဆိုတော့အဲ့ဒီ VOA ရဲ့တည်ထဌာနက1962ခုနှစ်ကနေပြီးတော့စတင်တယ်အခု2025 March လ15ရက်နေ့မှာသူတို့ပြောတယ်เนาะပိတ်သိမ်းရတော့မယ်เนาะပိတ်သိမ်းရတော့မယ်ဘာဖြစ်ဆိုတော့ Trump ကနေပြီးတော့ United States Agency for the Global Media ဆိုတဲ့အဲ့ဒီ USAGM အဲ့ဒီဟာကိုနေပြီးတော့အကောင်လုံးရက်စဲလိုက်တယ်နော်ရက်စဲလိုက်တယ်အဲ့ဒီဟာကိုဒီအလုံးသမားတွေကိုအကောင်လုံး short ချပလိုက်တယ်နော်အဲ့ဒီကောင်ရက်စာချုပ်တယ်အကောင်လုံးဖြတ်သိမ်းပလိုက်တယ်ဒါတော့ AFP တို့ AP တို့ writer တို့အခုနောက်က VOA တို့ RF တို့အကောင်လုံးသိမ်းချုပ်လို့ပါတော့တာနော်ပါတော့တာအဲ့တော့သတင်းဌာနတွေတော်တော်ကိုနော်ဖြုတ်ခံရတယ်နော်ဒီ trend လောကမှာနော် trend တက်တဲ့နောက်ပိုင်းမှာတော်တော်ကိုပြည်သူလူထုတယ်နော်အဲ့ဒီမှာသူတို့ပြောတာတော့ God bless America လို့ပြောတာပဲနော် God bless America ဆိုတာနော်ကျွန်တော်တို့ဘယ်လိုပြောမလဲအမေရိကကိုကောင်းကြီးမင်္ဂလာ ပေးပါစေပေါ့နော်ဒီဘုရားသခင်ကဆိုတော့ဒီဟာကပြောလိုက်တော့ဒါဘုရားတရားစကားပဲသူပြောတဲ့စကားတွေอ่ะเนาะဒါပေမဲ့သူလုပ်တဲ့ဟာတွေကခုနကဒုက္ခတွေကိုထောက်ပံ့တာတို့ဘာလို့ဆိုတာအာဘုရားရဲ့အလုပ်ပဲเนาะဘုရားရဲ့လူတန်းတာတို့ဘာလို့ဆိုတာเนาะဒီဘာသာရေးမှာဆိုလို့ရှိရင်တော့တကယ်အလှူတန်းလုပ်တယ်ဆိုတာကောင်းတဲ့အရာတွေပဲเนาะဆိုတော့သူကတော့ပြောတာတော့ဘုရားတရားပါပဲเนาะလက်ကကာယကာယဆိုတော့အလုံးမျိုးအထောက်ပံ့နေပါတယ်အကုန်ဖြတ်တာเนาะအကုန်ဖြတ်တာဆိုတော့ American ဒီပထမလို့သူပြောတယ်ဒါပေမဲ့ American မှာဒီနေ့ ကျက်ဥတွေဘလောက်ဈေးတက်သွားလဲဆိုလို့ရှိရင်เนาะအရင်တော့ကဒီ Obamacare တော့ဆိုလို့ရှိရင်တော့9ဒေါ်လာပေါ့เนาะဆိုတော့အခုဒီ Biden ခင်မှာဆိုလို့ရှိရင်6ဒေါ်လာအခုဆိုတော့၄၅ဈေးတက်သွားပြီเนาะကျက်ဥတကန့်ကိုเนาะအလောက်ထိဈေးတက်သွားတယ်ဆိုတော့ဘလောက်ထိ American ပထမဖြစ်မလဲတော့မသိဘူးเนาะ American ပြည်သူလူထုတွေကလည်းဒီနေ့ထက်ကြီးအမေ American ပြည်သူလူထုတွေကောင်းစားတယ်တကယ်ဟိုပါပေါ့ဒီပတ်စံတွေအကြီးအကျယ်ဝင်ဝင်ကောင်းသွားတယ်เนาะအရင်တမတလက်ထက်ထက်เนาะရွှေခေတ်လို့သူကပြောတာဟုတ် ဆိုတော့ရွှေခဲတော့ကျွန်တော်ခုတက်တိမတွေ့ရသေးဘူးနော်မတွေ့ရသေးဘူးတော်တော်ကိုအကြက်တိရိုက်နေတယ်ပြသူလို့ထုတ်တယ်ဆိုတော့အပေချင်းအာချွေကဖြစ်မလဲတော့မသိဘူးเนาะအခုပြည်သူလို့ထုတ်တယ်မကားတော့တခါပါမှာရှိတဲ့ဒုက္ခတွေတွေဟူသမျှเนาะတည်င်းဌာနတွေဟူသမျှပေါ့ကိုပျောက်ချက်ချက်ဖြစ်သွားတယ်เนาะလို့ပြောအခု trunk ကပြလိုက်တာအခု view တွေတော့ပါသွားတယ် rf တွေတော့ပါသွားတယ်เนาะအခု ap တို့ afp တို့ writer တို့เนาะလို့ပြောတည်င်းတွေဌာနတွေအကုန်ပါသွားတာ ဆိုတော့အခုအဲ့ဒီဟာကိုတည်တင်းဌာနတွေအခုပြည်ဝင်တဲ့ RFP တို့က painting တော့မယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့သူတို့ပြောတာကတော့ယာယီလို့တော့ပြောတာပဲเนาะယာယီဆိုတာတော့ဘလို့လေပတ်ထပ်ပြီးတော့လေပတ်အောင်လည်းမသိဘူးเนาะဆိုတော့ train တော့ဒီစာချုပ်တွေကကလုံး painting လိုက်ပြီးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဇာတာတကက်ကောင်းတဲ့တည်တင်းပဲเนาะမကောင်းတဲ့တည်တင်းပဲဆိုတော့တည်တင်းကောင်းတော့မဟုတ်ဘူးเนาะ ကျွန်တော်ဒီတော်တော်ကိုရိုက်ခတ်မှုတွေရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပကိုးတိုင်းဖြူမျိုးနဲ့မှဆလို့ရှိရင်တော့ဒီဖြူနဲ့ဒီအုတ်ဖြတ်လမ်းပေါ်မှာတိုက်ပွဲဖြစ်တယ်နော်တိုက်ပွဲဖြစ်တယ်အဲ့ဒီမှာဒီစက္ကဆာရဲ့ရင်တိုင်းကိုနေပြီးတော့ဒီဖက်ကတော်လိုင်းဖွေတွေက mind switch တိုက်ခိုက်တယ်တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာစက္ကဆာရောက်ပေါင်းနော်ခဏရောက်နော်မြေဩဇာဖြစ်သွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ match လ6ရက်နေ့မှာတတိမီဒီယာနေ့မှာပေါ်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ